မင်္ဂလာပါကျွန်တော်ကတော့တမချမ်းပါရှိဖြစ်အကြောင်းအရာပြောရဲရွှေပေပဲဖြစ်ပါတယ်ဒီနေ့လူရဲလို့ဖြစ်လာရင်လွတ်လပ်စွာရွေးချယ်ကိုးကွယ်ပိုက်ခွင့်ရှိတယ်အဲ့နောက်လူရဲလို့ဖြစ်လာရင်မိမိဖြစ်ချင်အောင်ကြိုးစားပြီးဖြစ်ပိုင်ခွင့်လည်းရှိကြပါတယ်ဒီနေ့တော့တွေ့ဖူးမှာပေါ့နော်လူပုဂ္ဂိုလ်ကြီးတွေကသူဟာဖျားဆုပန်တယ်ဖျားဖြစ်ချင်တယ်ဆိုတာလည်းအချိန်ချင်း တွေ့ဖူးတဲ့ပုံကလည်းရှိမှာချို့ကြတော့တမရာကြီးဖြစ်ချင်တယ်ဒီထဲမှာအခုသတင်းတွေမှာမြင်တွေ့နေရတာတော့သူကနိုဘယ်ဆုကိုရချင်ပါတယ်အချင်းချင်းပြောသောပုံကတစ်ပါးရှိပါသူကတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပဲဖြစ်တယ်ဒီနေ့ကမ္ဘာပေါ်မှာတကောဩဇာအကြီးဆုံးပုံကဘယ်သူလဲလို့ပြောရင်အမေရိကန်သမ္မတပဲဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ရှင်းပြလို့ရတယ် ဘာလို့တကူဩဇာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ရတာလဲအဲ့နောက်မှာတော့ Nobel ဆုဆိုတော့ဘာလဲတိဖို့လို့ဒါကိုတိပြီးတဲ့အခါမှာကိုယ့်ရဲ့ကိုယ်ကိုယ်အမှန်ကိုရွေးချယ်တဲ့အခါမှာအထောက်ကူဖြစ်စေဖို့ဖြစ်တယ်ဒီအခါမှာအခုနကအမေရိကန်ပေါ့နော်ဘာလို့အင်အားကြီးနိုင်ငံဖြစ်ရတာလဲလူတိုင်းပြည်တည်ထောင်တာနှစ်ပေါင်း200ကျော်ရှိပါသေးတယ် ဒါမဲ့သူကအတိုင်းပြည်ကိုတမန်ကျမ်းစာနဲ့အညီတည်ထောင်တယ်ပြီးတော့မှသူ့ရဲ့စစ်တီအင်အားပေါ့နော်ဘယ်ကဘာမှမှာကြီးမားသောအတိုင်းပြည်နဲ့သင့်အားကိုပိုင်ဆိုင်ထားတယ်ဒါထက်နိုင်ငံပေါင်း80ကျော်မှသူကတက်ဆွဲထားပြီးသူတက်ဆွဲထားတဲ့စစ်တပ်ပေါင်း950ကျော်လောက်ရှိတယ်အဲကြောင့်သူ့ကိုတိုက်ဖို့မလွယ်ဘူးတိုက်ရင်တော့ပတ်လည်မှာသူ့ရဲ့မဟာမိတ်တပ်တွေကဝိုင်းရံထားတယ်ဒီနေ့လင်းရင်တင်သင်ပေါ်ပေါ့နော် ဟိုနိုင်ငံပေါင်း9နိုင်ငံလောက်မှာပဲပိုင်ဆိုင်ပြီးတော့တချို့က၄စီ၃စီပဲဒါတော့ခင်မမိဘူးအမေရိကန်ကမင်းတင်တင်ပေါ်၁၇စီနဲ့ရဟန်းရင်တင်ပေါ်ဟာ၉စီလောက်ပိုင်ဆိုင်ပြီးနောက်ဆုံးပေါ်လက်နဲ့တက်ဆင်ထားတယ်ဥပမာနော်ဒီဟီရိုရှိမားထက်ပြင်းထန်တဲ့ဘုံဘလောက်လဲဆိုအစတထောင်လောက်ပြင်းထန်တဲ့ဘုံတွေကိုပိုင်ဆိုင်တယ်သူတို့တက်ဆင်ထားတဲ့လက်နဲ့ပြန်လဲကဘာမှာဘယ်မှာမှမရှိသေးတဲ့ လက်နဲ့တွေနော်အာထီရောက်စွာတိကျစွာပြင့်နိုင်ပြီးတော့ပောက်ကွဲရပြင့်ထန်တဲ့လက်နဲ့တွေပိုင်ဆိုင်ထားတယ် B2 ဘုံကျက်လေဆိုတဲ့ဘယ်နိုင်ငံမှမရှိဘူးသူပြန်တက်သွားရင်ဘယ်ရေဒါမှမမြင်ဘူးအာပြင့်ထန်တဲ့ဘုံတွေတက်ဆင်ထားတယ်ဆိုတော့သူကတကူဩဇာအကြီးဆုံးတိုင်းပြည်ဖြစ်ရခြင်းပေါ့နော်နောက်တစ်ချက်ဆိုစီးပွားရေးမှာလည်းစွမ်းမိုးပဲသူကနည်းနည်းစည်းကစားလိုက်တာနဲ့ထိုတိုင်းပြည်အတက်အကျဖြစ်စေနောက်တစ်ချက်သူက ကဘာကိုလေးစားတာလူသားချင်းစာနာမှုအထောက်အကူပြုကိုနှစ်စဉ်ဘီလီယံ340များတုံးပြီးတော့မှလူတွေကိုကဘာရရကိုထောက်ပံ့တယ်ဒီလိုထောက်ပံ့တဲ့အခါမှာသူ့မဟာမိတ်နဲ့သူ့ကိုတဲ့တဲ့သူတွေကပြီးတာမဟုတ်ပါဘူးသူကရန်သူမိတ်ဆွေမခွဲခြားပါဘူးဥပမာဟာမဟူတီဟစ်ဘိုလာဆီးရီးယားလေဘနွန်အာဖဂန်အဆရှိတဲ့နိုင်ငံတွေမှာသူထောက်ပံ့ထောက်ပံ့တယ်ဆိုအခုနစစ်သားတွေပြောတာမဟုတ်အဲစစ်တပ်ကြောင့် ဒုက္ခရောက်ရတဲ့ပြည်သူတွေကိုလူသားချင်းစာနာပြီးတော့မှပေးကမ်းခြင်းဖြစ်တယ်။အာတနည်းထဲမှာအဘကံဆိုတန်း400လောက်ကိုအကုန်ခံပြီးတော့သူထောက်ကမ်းခဲ့တယ်ဆိုတာရှိ။ဒါကြောင့်သူ့ကိုလေးစားရခြင်းဖြစ်တယ်။ဟောအခုထရန့်ကတော့နိုဘယ်ဆုလို့တယ်။နိုဘယ်ဆုဆိုတာဘာလဲထပ်ရှင်းပြချင်တယ်။ဟောတော်တန်ယုံလူရဖို့မလွယ်ပါဘူး။အရှိတောင်အာရှမှာတော့မှာနှစ်ယောက်ထဲရတယ်။ ဂန္ဒီတော်မှဒီစုကိုမရပါဘူးဘယ်လိုလူတွေပေးတာလဲဆိုတော့ကပိုင်းငိမ့်ချမ်းရေးအတွက်အကျိုးဆောင်မဟုတ်ဘူးလေအချို့တွေပြစ်ခတ်လောက်ကြံခံရတယ်အချို့မသိဘူးဒီစုကိုရတယ်အာကာယောဂါတွေဖြစ်တယ်လူသားအားလုံးကိုချိန်ချောက်တယ်အဲ့မှာကာကွယ်ဆေးကိုတီထွင်နိုင်တယ်သိပ္ပံပညာတွေတိုးတက်ဖို့အတွက်တီထွင်တယ်ထုတ်လုပ်တယ်ဒီလိုလူတွေเนาะတော်တော်လေးကိုစကားစစ်ပြီးမှပေးတဲ့စုဖြစ်တယ်။ဒါကိုသူကလိုချင်တယ်။ ဒီစုကိုဘယ်လိုလူတွေရလဲအများဆုံးကတော့သခင်ယေရှုကိုယုံကြည်သူတွေတဝက်ကျော်ဒီလူတွေပဲရတာပါပြောမယ်ဆိုရင်ဂျူးဝပေါင်ရာနှုံးပြင်းနေဒီလိုလူတွေပဲငင်းချိုင်းလို့ပဲစုကိုရကြတာဖြစ်တယ်တော့အရာရာကျွန်တော်တို့ကဟိုအတွေးခေါ်တွေနောက်ကျတယ်ပေါ့နော်ဟောအခုဘာသာရေးကောင်းဆောင်လို့ပြောရင်တော့မှဘာသာရေးဝုံယုံကြီးဝုတ်ပြီးစင်မြင့်ပေါ်ကနေဒီမှာယေရှုကဘာဖရားလဲဘာဖန်ဆင်းရှင်လဲ ူကိုယ်သူတော့မကယ်နိုင်ညံနေတဲ့သူတွေကိုယ်ွယ်ကြတာပါဆိုပြီးတော့ပြောနေတာတွေ့ရတယ်ဖះကလည်းလေနော်ကိုယ်ထက်မြင့်မြတ်တဲ့သူပြောတိုင်းလည်းမယုံနဲ့ចန်းကပြောတိုင်းလည်းမယုံနဲ့ကိုယ်တိုင်းချင်းချိန်ပြီးမှယုံဖို့အတွက်ပညာထားတာပဲဟုတ်နော်ဟုတ်ပခင်ယေရှုကဘလို့ပုံကုံမျိုးလဲသူတပည့်တွေအများဆုံးဒီစုကိုရတယ်ဆိုတော့မိလာဖို့လိုအပ်ပါတယ် เนาะคุณน่ะเปลี่ยนပြောလို့ဆိုရင်65ရာခိုင်နှုန်းကျော်ယေရှုယုံကြည်တော်သူဂျူးတွေ21ရာခိုင်နှုန်းကျော်ကျမ်းသာဘာသာမဲ့တွေငါတို့ဘာသာအတန့်ရှင်းဆုံးငါတို့ဘာသာငြိမ်းချမ်းရေးဘာသာလို့ပြောတဲ့ဟာတွေက1% 0.8 0.7ဒီလောက်ပဲရတယ်ကျမ်းသာဘာသာကြီးသုံးခုอ่ะဆိုတော့ဘာလဲယေရှုပါသခင်ယေရှုဆိုတာဖခင်နဲ့ဖန်ဆင်းရှင်ဖြစ်တယ်လူသားတိကိုခိုင်းလာတော်ရှင်ဖြစ်သူကြွဆင်းလာမဲ့အကြောင်းဓမ္မဟောင်း39ကျမ်း ကြိုတင်ရေးသားထားပြီးဖြစ်တယ်ဖရာလူသာတိခံတယ်တခင်ယေရှုမကြွမီရေးသားထားတဲ့မူလလက်ရေးမှုတွေကို1940ခုမှာပြန်တွေ့တယ်20ရာစုရဲ့အကြီးမြတ်ဆုံးသောရှာဖွေတွေ့ရှိမှုလို့လည်းမှတ်တမ်းတင်ထားတယ် Dead Sea Bible School ဆိုပြီး online ကနေလည်းဖတ်လို့ရထိုရှင်ကြွလာတဲ့အခါမှာဖရာဖြစ်ကြောင်းပြုခဲ့တဲ့မူနဲ့အစိုးမိတ်ဖန်ဆင်းခြင်းဆိုင်ရာတက်တည်များစွာပြုခဲ့တယ်ငါ့အောင်မြင်တော့သူကဖန်ဆင်းရှင်အောင်မြင် ငါမယုံလဲငါပြုတော့အမှုတော့ထောက်ပြီးယုံကြပါဆိုပြီးတော့မှသူက request လုပ်ရတယ်။နော်။နောက်တစ်ချက်ဘာအတွက်လောကောက်ကြွလာလဲ။နံပါတ်1ကတော့အလူတွေကိုအပင်ငင်းမှာကဲတင်ဖို့လူသားတိုင်းနဲ့မထိုက်တန်တဲ့တန်ရှင်းရပုံမှာတနေရာရဖို့အတွက်ကျွန်တော်တို့လူသားတိုင်းနဲ့ထိုက်တန်တဲ့ဒီလောဟကတိုင်အသေးစိုးယူသူကစားထိုးနေရာယူပေးခဲ့တယ်။ဒီအမှုရာကိုကို့အတွက်ပါလားလို့လက်ခံရင်ကို့နဲ့မထိုက်တန်တဲ့တန်ရှင်းရပုံမှာတနေရာရမှာဖြစ်တယ်။ ။နောက်တစ်ချက်နံပါတ်3ကတော့ငါလန်ကီတမန်တရားတက်ဖြစ်တယ်။ဘာလို့လောကောက်ကြွလဲ။တခင်ယေရှုလိုနူးညံ့တိမ်ဝင်နှိမ်ချသွားနဲ့မေတ္တာနဲ့အသက်ရှင်ဖို့ငါလန်ကီသူ့လိုလျှောက်ပါ။နောက်တမန်တရားငါပြောသလို လုပ်ပါ။ပြောသလိုဆိုတဲ့အခါမှာခုနကအငယ်ဆုံးသောသူတရားပြုသည်များငါပြုပြီဆိုဘာသာတရားအယုံမြတ်မခွဲပဲနဲ့ကုညီပါ။ဒါကြောင့်ပညာရှင်များကဘာမှကောင်းမှုနဲ့ပတ်သက်လို့ဩဇာအလွန်မိုးသောပုဂ္ဂိုလ်ဟာယေရှုပဲ။ နေ့ထိုးရှင်ကိုလက်ခံယုံကြည်နိုင်ငံကြီးတွေရှိပါတယ်အခွန်40ရာခိုင်နှုန်းတော့ခေါင်းပါဘာအတွက်လဲထိုးနိုင်ငံမှာပရဟိတအဖွဲ့ပေါင်း9000လောက်ရှိမြန်မာနိုင်ငံမှာစားလို့နိုင်ငံပြည်ပြည်ကိုလူသားချင်းစာနာတဲ့အကူအညီပေးဖို့ဖြစ်တယ်နော်နောက်ဆုံးတော့ငါအသက်ဖြစ်တယ်သူအားဖြစ်တာလေလူသားအကောင်းရပုံတို့ရောက်နိုင်မှာဖြစ်တယ်သူ့မယုံလို့ငရဲကြမှာမဟုတ် သူ့မယုံရင် ကိုတမလို့ကိုတောင်းဝယူတော်သူဖြစ်သွားတယ်နော်။ဒါကြောင့်မလို့ဒီနေ့သခင်ရှုဟာငါဟာလန်ခီတမတရားအသက်ဖြစ်တယ်။ငါ့ကိုအမိမပြုလေအဘယ်သူမြခမဲတော်ထံလို့မရောက်ရလို့ပညာထားတဲ့အတွက်လူသားတိုင်းကိုယ်တိုင်ကျွန်တော်ရောက်ရင်တမတရားသိစေကြောင်းနည်းငယ်ဝေးပါပါ။တယောက်ဆရာဖြားရှိကောင်းကြီးပေးပါစေ။